ီကပြားကဟောဒီဖះဟောထားတဲ့တံပရာ၄ချက်ကိုရစ်ဆက်ထားတာပါလားဆိုတာလေနော်အဲ့တော့အဲ့ကပြားလေးကိုနားထောင်ကြည့်နော်ခဏနေအဲ့ချင်းပြအောင်အတူတူလေးဆိုမယ်မိမိပြုတ်ဘေးမှန်တယ်များကိုထားထားကြွကြွပြုတ်ရမယ်တပါအတံပရာတို့ဥထာဏတံပရာရှာဖွေရလားဥစ္စာများကို လုံစွာထားလို့စောင်းလျှောက်ကိုပါတံပရာတို့အာရခတံပရာ ဝင်ငွေထွက်ငွေနိုင်ချိန်ဆလို့ချွေတာမြတ်တာသုံးဆွဲကွယ်တမစီဝိတာအေးကျုံလျင်းအကူတောင်းဖို့မိတ်ဆွေကောင်းလေးရှိရမယ်ဘာသမရာတို့ကလျာဏမိတ်တာဤလေးပါးကိုအမှန်ပြုမှယခုဘဝချမ်းသာမယ်မှတ်ကွယ်မှတ်ကွယ်ဟောမှတ်ကွယ်မှတ်ကွယ်ကလေးတွေဆိုကလေးကပြာပေါ့ဗျာခုလည်းကိုကိုကလေးလိုအောင်မိလိုက်ပေါ့ဟုတ်လားကဲ နောက်ကနေအချိန်ပြောင်းအားလုံးနော်အတန်ညီညီမညီမညာလေးတွေပေါ်ပြနော်ညီညီညာဆိုလဲညီမမမဟုတ်တာနော်မညီမညာလေးလိုက်ဆိုမယ်မိမိပြုပွေမှန်သည်များကိုထာတာကြွကြွပြုရမေရှာပွေရလာဥစ္စာများကို လုံစွာထားလို့ဆောင်းလျှောက်ွယ်ဝင်းဝီထွင်ဝီနိုင်ချိန်စားလို့ထွေတာမြတ်တာသုံးဆွဲကွေအရေးကြုံလျင်အကူတောင်းဖို့မိတ်ဆွေကောင်းလေးရှိရမေ့ ဤလေးပါးကိုအမှန်ပြုမှာယခုဘဝချမ်းသာမေမကွေမကွေတကယ်တော့ဒီမှာကြားလဲတဲ့အတန်အယောက်20အတန်လောက်ပဲရှိတာဒီထဲမှာရှိနေတာကအယောက်300လောက်ရှိတာဖိတ်ထားတာကအဲ့တထောင်လို့ပြောတယ်အတန်ကယောက်20အတန်လို့ပဲကြားနေရတယ်ကဲထက်ဆိုမင်း မိမိပြုပွေမှန်သည်များကိုဆရာဆရာတော့တိုးလာပြီနော်ထာထာကြွားကြွားပြုရမင်းရှာပွေရလာဥစ္စာများကို လုံစွာထားလို့ဆောင်းလျှောက်ကိုဝင်းဝီထွန်းဝီနိုင်ချိန်စလို့ ချွေတာမြတာသုံးဆွဲကွေအရေးကြုံလျင်အကူတောင်းဖို့မိတ်ဆွေကောင်းလေးရှိရမေဤလေးပါကိုအမှန်ပြုမှာယခုဘဝချမ်းသာမေ မကွေမကွေကဲဘလောက်အသေးပဲရှိလဲဘလောက်ရှင်းလင်းလိုက်သလဲနော်ဘလောက်မြတ်စွာဘုရားဟောကြားတဲ့တရားတော် ਨੇ ကန်းညီလိုက်သလဲတိုက်ရိုက်ပါပဲထပ်ပြီးတော့ရှင်းစရာတော့မလိုတော့ဘူးနော်အဲ့တော့